အဘိတဇအကမဟာတဒမဇောတိကဗဒန္တဝိလာတာစရစကားတော်ဆရာတော်ကြီးကိုပထမဘိုးဘအောင်မပေးခဲ့သောဂါထာတော်ကြီးပဲဖြစ်ပါ रे ဗျဤဂါထာတော်ကြီးနဲ့ပတ်သက်ပြီးတော့ဆရာတော်ကြီးကကိုရွဲ့ကို အခုလိုမိန့်ကြားခဲ့ဘူးပါ रे ဗျတနေ့မှာဘုန်းကြီးကစာအုပ်တွေကို စီးနေတော့ယသိလိုလို ပုဂ္ဂိုလ်တူရောက်လာတယ်။ဘာတွေလုပ်နေတာတုံးဖယားဟုမေးလျှောက်တဲ့ဘုံကြီးဆိုတော့ဘုံကြီးအလုတ်ကိုလုပ်နေတာပေါ့ဆိုပြီးကကြတော့ခပ်ပြပြနဲ့ပဲဆရာတော်ကြီးကဖြေချလိုက်ပါတဲ့။ထိုပုဂ္ဂိုလ်ကဆရာတော်ဖယားအာဘာလို့ဒီလဲဖယားဟုဆက်ပြီးတော့မေးလျှောက်ပါတဲ့။ဆရာတော်ဖယားကြီးကဘာမှမလို့ဘူးဟု ပြန်လဲဖြေချလိုက်ပါတဲ့။နောက်တော့ထိုပုဂ္ဂိုလ်က စာရွက်တရွက်တောင်းပါတဲ့စာရွက်တရွက်တောင်းလို့ဘလာစာအုပ်နဲ့ခဲရန်ကို ပေးလိုက်ပါတဲ့သူခဲရန်ကင်ပုံကခဲရန်ကိုလက်ဝါးထဲထည့်ပြီးလက်သီးဆုပ်တလိုမျိုးကင်တယ်ဂါတာတပုတ်ရေးပြီးတော့ဘုံကြီးကို ပေးတယ်ဒါကိုဘာလို့ရမှလဲလို့ဘုံကြီးကမေးတော့လိုရာသုံးပါဖျားဆိုပြီးထွက်သွားတယ်ဘုံကြီးက ထူကြတယ်ဆိုပြီးတော့လိုက်ကြည့်တာမတွေ့ရတော့ဘူးနောက်3ရက်လောက်ကြာတော့လူ3ဦးရောက်လာတယ်တပည့်တော်တို့ရွှေစံတော်ဖရားမှာအတိတ်ထံဝင်ဖို့လာတာပါဖရားအရှင်ဖရားเจ้าမှာတဲခွင့်ပြုပါဖရားဆိုပြီးကကြတော့လျှောက်ထားလေတယ်ဘုန်းကြီးကလည်းအေးတကားတော့ဒါဆိုရင်စွန့်ချက်ယုံထဲမှာတဲကြပေါ့ဆိုပြီးကကြတော့ခွင့်ပြုလိုက်တယ် မနက်ပိုင်းထွက်သွားပြီးမိုးချုံမှပြန်လာကြတယ်။၃ရက်ပြည့်တဲ့ညမှာဘုန်းကြီးကိုကြော့ပြီးအရှင်ဘုရားအကြောင်းကိုပထမံဘိုးဘိုးအောင်လာသွားပါတယ်။ဂါထာတစ်ပုဒ်ရေးပေးသွားပါတယ်။အဲ့ဒီဂါထာကိုတပည့်တော်တို့ကိုစွန့်ပါဘုရားဟုဘုန်းကြီးကိုလျှောက်ထားကြတယ်။ဘုန်းကြီးကလည်းပထမံဘိုးဘိုးအောင်လာတော့မသိပါဘူး။ပုဂ္ဂိုလ်တဦးကတော့ ဂါထာပေးသွားတာရှိတယ်ဆိုပြီးဗလာစာအုပ်ထဲကဂါထာကို သူတို့ပေးလိုက်တယ်ဆိုပြီးဆရာတော်ကြီးကမိတ်မာဘူးပါတယ်ဗျနောက်ထပ်လဲဝေပုံလာရာမပြည်ဆရာတော်ဤရတနတရမဟာသိတိကျမ်းတွင်ဘောရိပက္ခိယမဟာဗထမအိ္ဆာတယသိတိရှင်ဒေဝတ္တဓမ္မဂိတ်တိ ရာကျော်ဆရာတော်ဘုရားကြီးအမြဲယူပွားလေးရှိသောဂါတာတော်ကြီးဟူ၍၎င်းတိတ်တီပေါ့ဝိဇာလန်းကိုလိုက်နေကြတဲ့ပုပ်ကိုများကျင့်ဆောင်ရမယ်ဂါတာတော်ကြီးဟူ၍၎င်းအခြားအခြားသောကျင့်စဉ်များတွင်လည်းမိမိညာရှိသလိုအသုံးပြုနိုင်ကြောင်းညွန်ပြထားတဲ့ဂါတာတော်ကြီးလည်းဖြစ်ပါ रे ဗျဤဂါတာတော်ကြီးကို လေးလေးနက်နက်သာရွတ်ပါ အိုးအိမ်အဆောက်အအုံကိစ္စများထိပေါက်ခြင်းအစင်မပြေမှုများလည်းထိတိရောက်ရောက်ပြေလည်နိုင်သောဂါထာဖြစ်သည်ဟုဂါထာတော်ရဲ့အညွတ်မှာ ဖော်ပြထားပါသေးတယ်ဗျဒါဆိုတော့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေ သူတော်ချင်းသူတော်ကောင်းများအားလုံးပဲပထမဘိုးဘိုးအောင်ရဲ့တပ်ပပရိခရနေမိတံဂါထာတော်ခေါ်တပ်ပအိဆာတယနေမိတ ကာတာရောကြီးရဲ့အကြောင်းကိုတော့သိရှိသွားပြီလို့ထင်ပါတယ်ဗျကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်ရှင်သူတော်ကောင်းများအားလုံးအတွက်ပထမဘိုးဘိုးအောင်ရဲ့တပ်ပပရိခရနေမိတံကာတာရောခေါတပ်ပအိစာတယနေမိတကာတာရောကြီးကိုဝေမျှတင်ဆက်ပေးပါမယ်ပထမဘိုးဘိုးအောင်ရဲ့တပ်ပပရိခရ နေမိတံဂါထာရောခောတဗ္ဗဧစာတယနေမိတဂါထာရောကြီးကဘုဒ္ဓောဘုဒ္ဓတဣတိဘုဒ္ဓတနေမိတံဓာတုဘုဒ္ဓောဘဂဝါတုံမာကံအတ္တပါဝံနေမိတံဘုဒ္ဓောဘုဒ္ဓောဘုဒ္ဓတ 爱的报道，内米江西江报道，报道报道，爱的报道，内米江加压报道，报道报道，爱的报道，内米江邓亚娜报道，今朝脑袋的高。 ရွတ်ပတ်ပေးပါမယ်ဘုဒ္ဓဗုဒ္ဓတအဋ္ဌိဗုဒ္ဓတနေမိတံဓာတုဗုဒ္ဓောဘဂဝါတုံမာကံအတ္တပါဝံနေမိတံဗုဒ္ဓောဗုဒ္ဓဗုဒ္ဓတအဋ္ဌိဗုဒ္ဓတနေမိတံစိတ်တံဗုဒ္ဓော ဗုဒ္ဓဗုဒ္ဓတအဋ္ဌိဗုဒ္ဓတနေမိတံကာယဗုဒ္ဓဗုဒ္ဓဗုဒ္ဓတအဋ္ဌိဗုဒ္ဓတနေမိတံသင်ညာနဗုဒ္ဓဒါဆိုရင်တော့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်ချင်းသူတော်ကောင်းများအားလုံးပဲပထမဘိုးဘိုးအောင်ရဲ့တပ်ပပရိခရနေမိတံဂါတာတော်ခေါ် တပ်ပအိဆာတယနေမိတဂါတာတော်ကြီးကိုသိရှိသွားပြီလို့ထင်ပါတယ်ဗျရွတ်ဖတ်တဲ့ဆယ်လို့တဲ့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအနေနဲ့လည်းရွတ်ဖတ်တဲ့ဆက်တတ်မယ်လို့ထင်ပါတယ်ဗျကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်ရှင်သူတော်ကောင်းများအားလုံးပဲအခုကျွန်တော်ဝေမျှတင်ဆက်ပေးလိုက်တဲ့ဂါထာတော်ကြီးကိုမိမိတို့တအားသည်၍နေညာမပြရွတ်ဖတ်တဲ့ဆယ်ပူဇော်လို့ရပါတယ်ဗျမနေ့ည ပရိစိတ်ပြီးပူဇော်နိုင်ရင်ပို့ပြီးတော့ကောင်းပါတယ်ဘယ်နှချင်းဘယ်နှခေါက်ရွှေဘဒရစေပူဇော်ရမယ်ဆိုတာကိုဂါထာတော်ရဲ့အညွန့်မှာပေါ်ပြထားခြင်းမရှိပါဘူးဗျဒါကြောင့်ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအနေနဲ့မိမိတို့တတ်အားသရွေ့နေညာမပြရုပ်ဘဒရစေပူဇော်ကြဖို့လဲတိုက်တွန်းနှိုးဆော်လိုက်ပါတယ်ဗျကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းများအားလုံးအတွက်အခုကျွန်တော်ဝေမျှတင်ဆက်ပေးလိုက်တဲ့ ပထမဘိုးဘိုးအောင်ရဲ့တပပရိခရနေမိတံဂါထာရောခောတပအိဆာတယနေမိတဂါထာရောကြီးကအကျိုးရှိမယ်အသုံးဝင်မယ်လို့လည်းညော်လင့်ပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရလိုက်ပါတော့မယ်ဗျကျွန်တော်ရဲ့နောက်ထပ်အစ်စ်တင်ပေးသွားမယ့်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ